မကွေးတိုင်းတရက်မြို့နယ်ကိုပင်ကြီးရွာအုပ်စုမှာတင်းဆက်ကန်လျာမြေတွေပြန်လည်ရရှိဖို့နဲ့လက်ရှိအစိုးရကအစာအုပ်တွေစောက်ထားတဲ့မြေနေရာကြီးတွေရရှိဖို့တောင်းသူတွေကလိုလားနေကြပါတယ်ခွန်ပသာတင်ဆက်ထားပါတယ်ရှင်မကွေးတိုင်းတရက်မြို့နယ်ကိုပင်ကြီးရွာအုပ်စုမှာတောင်းသူ၁၄ဦးရဲ့လျာမြေဧက108ဧကကို1982-83ခုနှစ်မှာအမတ်တရနေ့တိဆက်တိဆောက်ဖို့ဆိုပြီးတင်းဆက်ခံခဲ့ရတာပါရုံနေရာဒီနဲ့လှုပ်တဲ့လျာမြေတွေကိုတိစားချလောက်ကန်စေခဲ့ပြီး အခုအချို့မြင်နေရအပေါ်မှာအစိုးရယုံတွေတိဆောက်နေပြီဖြစ်တဲ့အတွက်တောင်သူတွေကနှစ်နာကြေးတွေပြန်လည်ရရှိဖို့လိုလားနေကြတာဖြစ်ပါတယ်။တက်ဆက်ကတင်ထားတာက25ဧကနဲ့ဓတ္တမ40ခနည်းချိန်ထိလည်းဘာမှလည်းမပေးပါဘူး။ဘိုးဘွားမျိုးပိုင်တဲ့မျိုးတွေကိုတရားနှစ်တက်ဆက်ကတင်ထားပါတယ်။2012ခုနှစ်ထီအောင်တိသားကပြေးပြီးလောက်ရပါတယ်ကျွန်တော်တို့ပါ။ညနာဆုံးရှုံးမှု အတွက်ကိုကျွန်တော် ဒါကိုရလို့ကြောင်းเนาะကျွန်တော်အနေနဲ့လည်းတင်ပြထားတာရှိပါတယ်သို့တော်လည်းကျွန်တော်ယနေ့ထွက်တဲ့အထိဒီဥစ္စာယနေ့အထိတပြားတစ်ချက်မှဖေးဆောင်ထားခြင်းမရှိဘူးဆိုတာသိရှိရပါတယ်နောက်ပိုင်းမှာတော့တရားနေတိဆက်ကပြန်လဲဆွလို့မြေဧက84ဧကကျော်ကိုနိုင်ငံတော်ကိုအနန္ခွင့်ပြုတ်ခဲ့ပေမဲ့မူလပိုင်ရှင်တောင်သူတွေလက်ထက်ကိုပြန်လဲလွဲပြောင်းအနန္တတေမရှိဘူးလို့တောင်သူတွေကပြောပါတယ်။လက်ရှိမှာတော့ကြေးလိုက်ဒေတာဖွင့်ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကဆက်ရင်းနဲ့ပြည်လဲနေရချက်ထားရေးဦးစီးမှုယွန်ဒီကိုဆောက်လုပ်ပြီးစနေပြီဖြစ်တယ်လို့တရက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ယုံကတော့စတင်ဆောက်လုပ်နေပြီးမြေနေရနေ့နာကြေးတပေးဖို့အစီအစဉ်မရှိဘူးလို့ပြောပါတယ်တိုင်းရဲဆိုတာဖွယ်ကုမှုထားတဲ့မြေကတော့အစိုးရစီမံခံကောက်မှုရှိတဲ့မြေဖြစ်တာကိုကျွန်တော်သိရပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့ဟာဟိုပြည်တော်စုအောင်ရိုကျိုးကိစ္စနဲ့ပတ်သက်ပြီးဘာမှအစီအစဉ်မရှိပါဘူး အဲတခြားတောင်သူရောကြီးဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒေတာအနာဂတ်ဟုတ်တဲ့အတွက်ဒီကြိုးကြီးဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဟိုအားမပြောစရာအကြောင်းတော့မရှိပါဘူးခင်မူလတောင်သူတွေကနိုင်ငံတော်တာဝန်ရှိသူအစင်းစင်းကိုအရင်ဆိုးရလက်ထက်ကတည်းကမြင်နေရပြန်လဲရရှိဖို့နဲ့နှိနာကြေးတွေရရှိဖို့အတွက်အချင်းချင်းတင်ပြခဲ့ပြီးမဲ့ဘာမှမရရှိခဲ့ဘူးလို့သိရပါတယ်ကျွန်တော်ခွန်ပါတာပါ